ွှေနှွှေပေါ့ရွှေရွှေချင်းထက်တာရွှေရွှေချင်းထက်ထက်မြတ်တဲ့အမျိုးသမီးလုပ်ငန်းရှင်တွေဆိုလို့ရှိရင်အရန်ချီလက်ချီကျူရဲအားရအားကြရဲကောင်းကနေစားပြီးခြေနောက်ချီလှုပ်ချင်တဲ့ဝန်ဆောင်မှုတွေအားလုံးရရှိနိုင်အောင်လည်းစီစဉ်ပေးထားပါရရှင် ပိုင်ရှင်မအောင်ပဲကြည်လိုက်ပါအုံနာမအောင်ပဲကြည်လိုက်ပါအများကြီးမဟုတ်ဘူးအုံနာမအောင်ပဲကြည်လိုက်ပါအမလိုမျိုးအရန်လှပြီးတော့ဖက်ဖက်ကပြည့်စုံခြင်းနဲ့ဆိုလို့ရှင်တော့ရွှေ beauty village ကိုလာမှာရပါမယ်အချင်းပဲပြောရွှေ beauty ဆိုလို့ပြောပြီဆိုတာနဲ့ဟာမျက်ခုံးအရမ်းမိုက်တယ်ဗောနော်အနေတို့အသက်ရွယ်လေးလာလောက်ရင်လဲဟိုဟာဗောနည်းနည်းလေးပြန်ပြီးတော့အသက်ကလေးကိုနောက်ပြန်ဆုပ်သလိုမျိုးဖြစ်တော့လေလာကြပါလို့ မေရတယ်သူကဒီကုံဝင်အရန်ထိုးကျင်တာလေဒီကုံဝင်တက်တူကအဓိကအရန်လာတော့ထူးထူးခြားခြားလာတာဒီမကုံဝင်တက်တူလေးအမြင်လေးနော်ဖတ်တူပလေးဟုတ်တယ်မိုက်ခရိုပလေးတီးတက်စတော့ဖြီးပညာပေါ်လေးရပါတယ်ဟုတ်အဲ့လေးတော့အမေကလုပ်မယ်ခွေးကတော့ဒီမတောင်လေးပေါ့နော်ဒီ list လုပ်တဲ့အစားမတောင်ကော့ကောက်တဲ့ဟာပါအဲ့လေးလုပ်မယ်လို့စိတ်ကြီးထားတယ်ပြောကြရွှေနဲ့ဖွေးနဲ့လည်းနာမည်ထိဆုံးလုံးလေးတူတယ်ဖွေးရဲ့နာမည်အရင်ရွှေကြီးကိုဦးပဲဆိုတော့လေဆိုတော့ရွှေနဲ့ရွှေပေါ့ရွှေရွှေချင်းထက်တာရွှေရွှေချင်းထက်တာ ဟုတ်ကဲ့တွေ့ရတယ်ပြီးတော့ဟိုဒီနေ့လေးကလည်းနံပါတ်9ခဏနေလေးပေါ့နော်29ရက်နေ့ဆိုတော့ပြီးရွှေဆိုလို့ရှိရင်လည်းဒီဈေးဆိုင်မြောက်ကို9နှစ်ကြာမှာနော်ဟုတ်ကဲ့ခွင့်ခဲ့တာ9နှစ်ကျော်9နှစ်ထဲရောက်ပြီဟုတ်ကဲ့9နှစ်ကြာမှာခွင့်နိုင်ခဲ့ရဆိုတော့ကိုကအဲ့လိုမျိုးထက်မြတ်တဲ့အမျိုးသမီးလုပ်ငန်းရှင်တွေဆိုလို့ရှိရင်အရင်အော်ချီလက်ချီကျွဲအားလည်းအားကြရဲကိုကိုရံလည်းလိုမျိုးအမျိုးသမီးဥဆောင်ပြီးတော့လုပ်တယ်လုပ်နေရဆိုလို့ရှိရင်ဟုတ်ကဲ့တူရည်စင်နေပါတော့ ဆိုလို့ရှိရင်ဒီလုပ်ငန်းလေးကတော့လုပ်လာအားလုံးဟိုရှိပြီပေါ့နော်အဲ၈နှစ်ကျော်ဟိုနှစ်ထဲကိုရောက်လာပါလို့ရှိရင် မတို့ဆိုင်ခွင့်ကတော့လက်ရှိမှာဆိုလို့ရှိရင်တော့ဒီဆိုင်ရှိမယ်ပြီးလို့ရှိရင်ဆက်လက်ပြီးခွင့်မဲ့ဆိုင်တစ်တည်းလည်းရှိတယ်ပြီးတော့မော်လမြိုင်မှာလည်းမတို့ဆိုင်လည်းရှိပါတယ်အဲအဓိကကတော့ပထမအဦးဆုံးအနေနဲ့ဒီ Shui Beauty Palace ဒီဆိုင်ဖွင့်ပွဲမှာတက်ရောက်ရတဲ့အတွက် immediate ကိုဂုဏ်ယူပါရခင်ဗျာပြီးတော့လေအမားတို့ကလေတကယ်ကိုကျွန်တော်ဒီလာပြီးတော့အားပေးတဲ့ audience တို့ပါတေချာလေးစီစဉ်ပေးထားကျွန်တော်ဆိုဝင်တဲ့အချိန်မှာကြည့်လိုက်တဲ့အချိန်မှာအရန်စိတ်ချမ်းသာသွားတယ်ဘာလို့ဆိုပွဲလုပ်တဲ့အချိန်နေပူပူမိုးရွာရွာစိတ်ပူစရာမလိုတော့ဘူးတန်လေး ဆုံးအနေနဲ့ကတော့ဒီ Shwe Beauty Palace ကိုရှိုင်းတို့ညီကိုညောင်တို့တက်ရောက်ခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်လည်းဒါ50ရာခိုင်နှုန်း discount တွေရှိရဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ဟိုတန်တဲ့ promotion တွေလည်းရှိရယ်ကြုံကြည်စိတ်ချပါနဲ့လာရောက်ပြီးတော့ခေါင်းစားခြေဆုံးလာရောက်ပြီးတော့မှလုပ်လို့ရပါတယ် တို့စီမှာဈေးနှုန်းကတော့လေဟိုပေါ့လူတန်းစားမရွေးလာလို့ရတဲ့ဈေးနှုန်းလေးတွေကိုမတို့ကသတ်မှတ်ပေးထားစီစဉ်ပေးထားတယ်အမျိုးမျိုးရှိတယ်ပေါ့နော် choice လုပ်လို့ရပါတယ်အဲနောက်တစ်ခုကတော့အဲဝန်ဆောင်မှုတွေကတော့ခေါင်းကနေစပြီးတော့ခုနကတော့မောင်လေးပြောသလိုပဲခေါင်းကနေစပြီးခြေထောက်ထိလှုပ်ချင်တဲ့ဝန်ဆောင်မှုတွေအားလုံးရရှိနိုင်အောင်လည်းစီစဉ်ပေးထားပါတယ်ရှင်ပိုင်ရှင်အမကိုပဲကြည်လိုက်ပါအုံနာအမကိုပဲကြည်လိုက်ပါအများကြီးမဟုတ်ဘူးအုံနာအမကိုပဲကြည်လိုက်ပါအမလိုမျိုးအရန်လှပြီးတော့ဖက်ဖက်ကပြည့်စုံခြင်းနဲ့ဆိုလို့ရှင်နဲ့ရွှေ beauty palace ကိုလာမှရပါမယ် ညခုံးမွေးလှိုင်းဆိုရင်တရင်တို့ထကြင်အောင်လှနေတာပေါ့เนาะအဲ့လိုမျိုးပေါ့အဓိကကတော့မမတို့စီမှာဆိုလို့ရှိရင်မျက်ခုံးကတော့အရန်ပကျုပဲအချိန်ပဲပြောရွှေ beauty ဆိုလို့ပြောပြီးဆိုတာနဲ့ဟာမျက်ခုံးအရန်မိုက်တယ်ပေါ့เนาะမျက်ခုံးကတင်တန်းနေလည်းပြန်ပြီးပြီးရေเนาะအဲ့ဆိုပကျုတငယ်ချင်းတွေရာစား အာမဆီမာထိုးထားရဲမရုဆီမာဆိုပြောလိုက်တာနဲ့မြခုံတန်းပြီးတော့ပါပေါ့ပကြီးကတော့အဲ့မြခုံနဲ့ပတ်သက်ပြီးတော့နယ်လေးလုတ်ချင်တယ်ပြီးတော့စပင်ပိုင်းပေါ့နော်အရှိအရှိမာဆိုလို့ရှိရင်ပကြီးတို့ပကြီးမိတ်ကက်ဆရာကြီးပါဆိုစပင်လာတောက်တယ်ပြီးမဆိုင်မှာအရန်ပုံပုံကြရဲမိုက်တဲကာလာချင်းနာတွေရာစာအဲ့လိုမျိုးဆိုတော့ယူရီဘယ်လီစ်ဘူဝဲကနာ အောင်မြင်စွာပြင်းမြောက်ကြချင်းညာအပ်ပါရဲ့ရှင်နော်ဒီဆိုင်မပွင့်ခင်ကအရင်အလုပ်အရင်အလုပ်လုပ်တယ်ပေါ့နော်အမအမြဲအလုပ်တွေအရင်ကျွန်းစားရယ်အရင်အရင်ကတည်းက business girl လေးပေါ့နော်ဆိုတော့အခုအခုက woman ဖြစ်သွားပြီပေါ့နော်အခုက lady ပေါ့ lady အခုက lady ဆိုတော့အမဒီထက်လည်းအများကြီးလည်း ဟိုထပ်လုံနိုင်အောင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ယုံလေးယုံကြည်ပါတယ်ခင်ဗျာအမကတော့အရင်ခက်ခဲခဲ့ပါတယ်ပြောရမယ်ဆိုရင်တော့လေဒါပေမဲ့အမရဲ့ပေါ့နော်ကိုယ့်ကိုယ်ကိုယုံကြည်မှုရယ်ကိုယ့်လုပ်ငန်းပေါ်မှာယုံကြည်မှုရယ်လည်းပဲဒီနေ့ဒီချိန်ထိရအောင်တားနိုင်တာပေါ့အဲရန်ကုန်မှာဆိုရင်လည်းနှစ်ဆိုင်ရှိရယ်ပြီးတော့ရှင်တော့ကျွန်တော်မော်လမြိုင်မှာလည်းတစ်ဆိုင်ရှိရတဲ့အတွက်ကြောင့်မလို့အဲလာရောက်ပြီးတော့ရှေ Beauty Village မှာလာပြီးတော့အဲစံကြည့်ဖို့အတွက်ထိတ်ခေါ်ပါလိမ့်ခင်ဗျာ သက်ရွယ်တွေလာလို့ရင်လည်းဟိုပါဘောနည်းနည်းလေးပြန်ပြီးတော့အသက်ကလေးကိုနောက်ပြဆုပ်ဆုပ်လို့မျိုးဖြစ်တော့လေလာကြပါလို့အမျက်ခုံးမွေးလေးတွေလာလို့ပါအဲမျက်စိလေးတွေလည်းလာလို့ကြပါနှကန်းအရာလေးတွေသွင်းမှာအန်ဒီကတော့၅နှစ်ရှိပြီအော်ရွှေနဲ့ခင်မင်ပြီးတော့လှုပ်တာနောက်လည်းမကြမကြလာအောင်ပါလာမှာပေါ့ဒီပွဲလည်းဖိတ်တယ်လာလာသူပြောသူပြောတာလေသမီးငယ်လေးပဲလို့အမျက်လေးကသမီးအကြီးလို့ရွှေကသမီးငယ်လို့အဲ့လိုအောင်ပြော ။အမတို့ဆိုင်ရဒီနေရာလေးကတော့အမတို့ကဒီဘောဟိုဝင်းစရာနဘက်ကနေလာမယ်ဆိုလို့ရှိရင်เนาะဒါမြမဆူလန်းတိလလန်းတောင်းမှာရှိတယ်ပေါ့เนาะ။နနဝင်ဈေးဘက်ကနေလည်းဝင်လာလို့ရပါတယ်ရှင်။အမတို့ဆိုင်ရရှာရလွယ်ပါတယ်။ Swiss Beauty Palace ဆိုပြီးအဖြူရောင်ဆိုင်ပေါ့เนาะ။ Volumen မှာလည်းအမတို့ဆိုင်ရှိပါတယ်။တန်ကိုစီဆိုင်နဲ့စောင်းထိုးလေးမှာပါပဲရှင်။ဟုတ်။အဲဟိုပြီးတော့ Google Map လည်းရှိပါတယ်။ဟုတ် Google Map လည်းရှိတယ်။ Our page ကိုလည်း Swiss Beauty Palace ဆိုပြီးတော့ရှာကြည့်လို့ရပါတယ်ရှင်။ဟုတ်။ဆိုရင်ကောင်းဆောင်ဖြစ်တော့ ်ချေဘူရီပယ်လေးစ်ကိုလာခဲ့ပါတယ်ဟုတ်ပါပါခင်ဗျာဒါ ရှင် beauty palace ကငကိုကလေးကလည်းဒါလူသိများပြီးတော့အားလုံးသဘောကျတဲ့ဆိုင်လေးဖြစ်တယ်ပြောရလို့ချင်းတနေရာထဲမှာပဲအလှပနဲ့ပတ်သက်တဲ့အဲလှုပ်ဆောင်မှုမျိုးအကုန်ရရတယ်ကြောင့်မို့လို့အားလုံးလာရောက်ပြီးတော့အားပေးဖို့နဲ့လာပြီးတော့လဲဖို့အတွက်ကိုဖိတ်ခေါ်ပါရခင်ဗျာပြီးတော့အဲဒီရှင် beauty palace လေးကဒီတောင်ကလာမှာရှိရပါခင်ဗျာဟုတ်လာခဲ့ကြအောင်လို့ဖိတ်ခေါ်ပါရ Gracious Beauty Palace ရဲ့ဒီနှင်းဖွင့်ပွဲကနေစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုများများစွာနဲ့ထပ်ပြီးတော့ customer အများကြီးနဲ့အတူတူအဆိုင်ခွဲတဲ့အများကြီးအများကြီးတခြားမျိုးတွေမှာလည်းထပ်ပြီးတော့ဖွင့်နိုင်ပါစေလို့တင်တန်းကြောင်းတွေလည်းအများကြီးပေးနိုင်ပါစေရန်ကုန်မှာပဲမဟုတ်ဘဲနဲ့မြန်မာနိုင်ငံအနှံ့မှာရွှေ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 ဆိုပြီးတော့တောက်ပါနိုင်ပါစေလို့ဆုတောင်းပေးပါတယ်